မင်္ဂလာပါဆလမ်ကုအစီအစဉ်ကနေပြန်လည်ကြိုဆိုပါတယ်။နိုင်ငံတကာမြို့ပညာရှင်ဝအတွင်းကထင်ရှားသူတွေရဲ့ရုပ်ရှင်ဂီတဖက်ရှင်စတဲ့မြို့ပညာလှုပ်ရှားမှုတွေသူတို့ရဲ့ကိုယ်ရေးကိုယ်တိုင်နဲ့ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေစတဲ့စိတ်ဝင်စားစရာလက်တလောမြို့ပညာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပါ။အာယူက One Life Gives You Tangerine Zealand ရဲ့အပိုင်းတစ်ပိုင်းကိုအမှုပညာကြီး1,500ရရတယ်ဆိုတာတကယ်မဟုတ်ပါဘူးတဲ့။ အစိုးရသတင်းဆောင်အယူဟာ Netflix ကထုတ်လင်းပြသလိုက်တဲ့ Quan Life Give You Tangerine Zealand တွေအတွက်အပိုင်းတစ်ပိုင်းကိုအမှုပြညာကြီးတောင်ကိုရီးယားဝန်သန်း900ရရတယ်လို့သတင်းတွေထွက်လာပြီးအယူဘက်ကတော့ဒီကောလာဟာလာတွေကိုညှင်းဆို့ထားပါတယ်မလန်၁၈ရက်မှာဒီဇလန်တွဲထုတ်လုပ်တဲ့ Pan Entertainment Company ကတာဝန်ရှိသူတအူကဒီသတင်းနေမဟုတ်မှန်ကြောင့်အတည်ပြုရှင်းလင်းခဲ့ပါတယ်။ ။အွန်လိုင်းအသုံးပြုသူတို့ကသတင်းရှောက်ဖြန့်ခဲ့တာဖြစ်ပြီးခေါင်းဆောင်မင်းသားမင်းသမီးတွေဖြစ်တဲ့ပတ်ပိုကန်နဲ့အာယူတို့အပိုင်းတစ်ပိုင်းစီအတွက်ဝန်တန်း900ရမှုအပြင်မင်းသားလီချောင်ကြီးက Squid Game 2အပိုင်းတစ်ပိုင်းစီအတွက်1.1ဘီလီယံအထိရတယ်လို့လည်းအဆိုပါ post တင်သူကသတင်းလွှင့်ထားပါတယ်။1950ခုနှစ်အလွန်ကာလကိုအခြေခံရိုက်ကူးထတာဖြစ်ပြီးတော်တော်လတ်လတ်ဂျေဂျူကျွန်းသူ OS ဆွန်နဲ့၎င်းကိုမြန်နိုးတံမိုးထားတဲ့ရန်ခွန်စစ်တို့ရဲ့ဂျီနူးစီယာချစ်စလန်ကိုပုံဖော်ရိုက်ကူးထတာပါ အယူဟာဇလန်လိုအပ်ချက်အရဖခင်ဖြစ်သူနဲ့အရဲတောက်တဲ့ဇန်ဝင်ကမ်းမှာအရဲမှုတဲ့ရုပ်ထွက်အောင်မိကပ်မတုံးမဲအမှန်တကယ်အရဲတောက်ရိုက်ကိုးခဲ့တယ်လို့ဝန်ခံထားပါတယ်။မိကပ်လင်းရိုက်ပါကမူးရဲရုပ်မပေါက်ပဲချစ်စရာကောင်းတဲ့ပုံပေါက်နေမှာကိုအယူကစိုးရိမ်တာကြောင့်တဘာဝကြောင့်အောင်အရဲတောက်ရိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီဇလန်တွဲကိုမလ9ရက်ကနေစပြီးပြသလျက်ရှိပါတယ်။ Under 15 show ဆိုတာပါလေ။ဘာလို့ဝေဖန်ခံရရသလဲ။ Under 15အမည်နဲ့အသစ်ထုတ်လင့်ပြသမဲ့ K-pop လူတွေစစ်ဆေးမှုအစီအစဉ်မှာအသက်၈နှစ်သာရှိသေးတဲ့ငယ်လွန်းတဲ့ပြိုင်ပွဲဝင်တွေဝင်ပြိုင်ခွင့်ပြုထားတာကြောင့်ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။မလ31ရက်မှာထုံလင်းပြသမဲ့ဒီအစီအစဉ်မှာပြိုင်ပွဲဝင်59ပါဝင်ပြီးအလုံးကအသက်16နှစ်အောက်မိန်းကလေးပြိုင်ပွဲဝင်တွေဖြစ်နေတာကြောင့်အသက်မပြည့်သေးတဲ့ကလေးတွေအမျက်ထုတ်ခံရမှုဖြစ်လာမှာကိုစိုးရိမ်သူတွေရှိနေကြပါတယ်။အစီအစဉ်ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ K-pop အဖွဲ့အစ်ဖွဲ့ဖို့ဖြစ်ပါတယ်။ အဒါ50မှာအသက်ငယ်ဆုံးပြိုင်ပွဲဝင်တွေက2016ခုနှစ်မွေးသူဖြစ်ပြီးအသက်အရွယ်အဖြစ်၈နှစ်၉နှစ်အရွယ်သားရှိပါသေးတယ်။ promotion အနေနဲ့ပြသတဲ့ video တွေမှာပြိုင်ပွဲဝင်တချို့က make up တူတူအင်ဂျီစကတ်အတူအပြက်တွေဝတ်စားထားပါတယ်။ဒါကြောင့်အရွယ်မရောက်သေးတဲ့ကလေးတွေလိမ့်ပိုင်းအမျက်ထုတ်ခံရမှုဖြစ်လာစေနိုင်တဲ့အဒါ50လိုမျိုးအစီအစဉ်မျိုးကိုပြည်ရင်းမှသာမကနိုင်ငံတကာ K-pop ပရိသတ်တွေကပါဝေဖန်နေကြပါတယ်။ မင်းသမီးကင်ဆယ်ရွန်နဲ့အသက်မပြည့်မီရီစားဖြစ်ခဲ့မှုကင်ဆယ်ရွန်သေဆုံးမှုတို့အတွက်တောင်ကိုရီးယားမင်းသားကင်ဆူဟွန်ကိုပြည်သက်ကကြောခိုင်းလာချိန်မှာ Under 15အပေါ်လူဝေဖန်မှုပိုဆိုးလာတာဖြစ်ပါတယ်။ Under 15ဦးဆောင်သူကလူတွေစစ်စေးပွဲများစွာပြုလုပ်ခဲ့သူဝါရင်ပရိုဂျူဆာစောဟေချင်းဖြစ်ပါတယ်။ Under 15နဲ့ပတ်သက်ပြီး၎င်းကဒီလိုပြောလို့ကျွန်တော်ကိုဝေဖန်ခြင်းဝေဖန်ကြလိမ့်မယ်။ကျွန်တော်ကအသက်မပြည့်သေးတဲ့ Blackpink အဖွဲ့ကိုဖန်တီးကြင်တာလို့ပြောကြခဲ့ပါတယ်။ နမည်ပြလာတဲ့ကင်ဆူဟုံးကိုစီးပွားရေးလုပ်ငန်းတွေကလက်တွဲဖြုတ်လာကြပါပြီ။အချိန်မတန်ဘဲဆုံးမသွားခဲ့တဲ့မင်းသမီးကင်ဆယ်ရွန်နဲ့ကင်ဆူဟွန်တို့ရဲ့လူမသိသေးတဲ့အကြောင်းတွေတစတစထွက်ပေါ်လာပြီးတဲ့နောက်စေဝိုင်းလုပ်ငန်းများစွာကကင်ဆူဟွန်နဲ့လက်တွဲဖြုတ်လာကြပြီးဖြစ်ပါတယ်။ကင်ဆူဟွန်အကြောင်းကိုဇက်တိုက်ဖွင့်ချနေတဲ့တောင်ကိုရီးယား YouTube Channel Garo Zero Research Institute ကဟိုပါလက်က ကင်ဆယ်ရုံရဲ့အိမ်မှာကင်ဆူဟွန်းပကံဆေးနေပုံတွေကိုလက်တလောချပြလိုက်ပြီးကင်ဆယ်ရုံရဲ့မိသားစုကပေးပို့ထားတဲ့ပုံဖြစ်ကြောင်းနဲ့ကင်ဆူဟွန်းရဲ့တင်ဝင်တောင်းပန်မှုကိုတဖက်မိသားစုကတောင်းဆိုနေကြောင်းချပြလာခဲ့ပါတယ်။ဘောင်းမီဝင်မထားတဲ့ကင်ဆူဟွန်းရဲ့ဓာတ်ပုံလို့လည်းပြောပြီးကာယကရှင်နှုတ်ရဲ့ပသက်မှုနောက်ထပ်သက်သေတွေကိုရှေ့ရွက်တွေမှာချပြသွားအောင်မယ်လို့ပြောနေပါတယ်။ မလဆယ်လီရက်မှာကင်ဆူဟွန်းရဲ့အေဂျင်စီ Gold Medalist ရဲ့တရားဝင်ရှင်းလင်းချက်မှာကင်ဆူဟွန်းနဲ့ကင်ဆယ်ရွန်တို့ဤစားဖြစ်ခဲ့ကြောင်းကိုဝန်ခံထားပေမဲ့သတင်းတွေပြန့်နေတယ်လို့မျိုးဆယ်ရွန်အသက်မပြည့်မီတွဲတာမဟုတ်ဘဲအသက်ပြည့်ပြီးမှတွဲတာဖြစ်တယ်လို့ပြန်ညင်းထားပါတယ်။ဒါပေမဲ့လည်းတနေ့တခြားနာမည်ပြန့်လာတဲ့ Queen's of Dia သရုပ်ဆောင်ကင်ဆူဟွန်းကိုစီးပွားရေးလုပ်ငန်းတွေကလက်တွဲဖြုတ်လာကြပြီးလွန်ခဲ့တဲ့၃လကကင်ဆွန်းကို brand ambassador ခန့်ခဲ့တဲ့ fashion company Prada က၎င်းရဲ့စာချုပ်ကိုအဆုံးသတ်ကြောင်းကြေညာထားပါတယ်။ တောင်ကိုရီးယားအလှကုန်ဒင်တိုကလည်းကင်ဆူဟွန်းကိုကြော်ညာမော်ရန်အဖြစ်ကနေရက်စဲလိုက်ပါတယ်။အလားတူတခြားလုပ်ငန်းတွေကလည်းကင်ဆူဟွန်းနဲ့ကြော်ညာထားတာတွေကို၎င်းတို့ရဲ့ဆိုရှယ်မီဒီယာတွေတရားဝင် website တွေပေါ်ကနေဖြုတ်ချလိုက်ပါတယ်။ဂျီဒရဂွန်အစီအစဉ်မှုအဖြစ်ပါဝင်တဲ့ Good Day TV အစီအစဉ်ကတော့ကင်ဆူဟွန်းပါတဲ့ပြက်ွက်တွေကိုဖဲထုတ်တီးဖြတ်ထားပါတယ်။အမေရိကန်လက်ရှိတိတ်နေတဲ့အမျိုးသမီးကဘယ်သူလဲ ိမ်နှုံ20ကြထားပြီးသားသမီး3ဦးရှိတဲ့ဘောလိဝုဒ်မင်းသားအမီယာခန်ဟာလွန်ခဲ့တဲ့25နှစ်ခရဲကတည်ကျွမ်းလာသူ Gory Spread ဆိုသူအမျိုးသမီးနဲ့လက်ရှိတွဲနေပြီးမလ23ရက်ကမွန်ဘိုင်းဟိုတယ်မှာပြုလုပ်တဲ့မီဒီယာနဲ့တွေ့ဆုံပွဲမှာချစ်သူတစ်ကိုမိတ်ဆက်ပေးခဲ့တဲ့အတွက်အားလုံးအံ့အသင့်ခဲ့ကြပါဗျာ။ မလ14ရက်မှာကြာရောက်ခဲ့တဲ့အသက်60နှစ်ပြည့်မွေးနေ့အကျိုးသတင်းသမားတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးအမီယာက၎င်းရဲ့ဘဝနဲ့အလို့အကြောင်းပြောပြပေးတဲ့နောက်ဂေါ်ရီနဲ့မိတ်ဆက်ပေးခဲ့ပါတယ်ဒီပွဲမှာအမီရာတို့နှစ်ဦးအတူထိုင်ခဲ့ကြပြီး၎င်းတို့ဖြတ်သန်းခဲ့တာတွေကိုပြောပြခဲ့ပါတယ် လွန်ခဲ့တဲ့25နှစ်ခရဲကတည်ကျွမ်းလာခဲ့ပြီးအဆက်အသွယ်ပြတ်သွားကပြီးခဲ့တဲ့နှစ်နှစ်ခန့်ကမှပြန်ဆက်သွယ်မိသွားကြပါတယ်။၎င်းတို့တွေ့နေတာဆက်ရှင်လာရှိပြီလို့အမေယာကဆိုပါတယ်။ဒါပြင်အမေယာကအနုပညာလောကအကြောင်းကိုတည်ထားတဲ့အတွက်ဂေါရီအတွက်တီးတန့်လုံခြုံရေးလည်းငှားပေးထားပါတယ်။ကော်ရီဟာဘန်ဂါလူရူမာနေထိုင်ပြီးအရင်အိမ်တော်နဲ့6နှစ်အရွယ်သားတဦးရှိပါတယ်။အမေကမိသားစုနဲ့ရောကလေးတွေနဲ့ပါကော်ရီကိုပေးတွေ့ထားပြီးအဆင်ပြေပြေရှိတယ်လို့ပြောပါတယ်။ နိုင်ငံတကာလူပညာရှင်တွေရဲ့နှုတ်ဆောင်မှုတွေသူတို့လက်တလောဘာတွေတွေးကြုံနေရသလဲဆိုတာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရှင်းလာမဲ့ဆလုတ်ကုအစီအစဉ်မှာလည်းဘလို့တဲ့တွေကစိတ်ဝင်စားစရာဖြစ်မလဲစောင့်ကြည့်ဖို့ပြောရင်းနဲ့ဒီအစီအစဉ်ကိုဒီမှာပဲညံလိုက်ပါရစေ။